အားလုံးပဲမင်္ဂလာပါရှင်။ဒီမဒီနေ့ဖပြပေးမှာကတော့ဆရာမောင်သားချူရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှူယောဂီများစာအုပ်ထဲမှာပြတနာများနေရက်လိပ်စာပြောင်းရွှေ့ခြင်းဆိုတဲ့ဝိတုတို့လေးကိုပထမတစ်ပုဒ်အနေနဲ့ဖပြပေးမှာဖြစ်ပါတယ်ရှင်။ပြတနာများနေရက်လိပ်စာပြောင်းရွှေ့ခြင်းအခန်းတက်သမီးရေခုတလောရေပိုင်းကလေးတွေမှာကဖြင့်ညာတာတွေကတူပြီး နေတာတွေကရှည်လို့များလားမသိပါဘူးသမီးရဲ့မနေ့9နာရီတောင်မှ တင်းတင်းရင်းရင်းမထိုးတတ်သေးဘူးအပြင်ဘက်မှာကမိုးစင်စင်လင်းလို့နေခဲ့ပြီသူများတွေဖူရမှာဘလို့ရှိမယ်လို့မပြောတတ်ပေမဲ့ဖီဖီကတော့အလင်းရောင်ပြူလာပြီဆိုတာနဲ့အိမ်ရဲထဲမှာဘလို့မှ နေမရတဲ့အကျင့်ပဲဒါကြောင့်ပဲစောစောထားပြီးလမ်းလျှောက်ဖို့ထွက်ပြေးခဲ့တော့တာပါပဲဒီတော့ကဖီဖီအလုတ်တော်ဝင်နဲ့ရောက်နေတဲ့မျိုးကတော့အေယာဝရီမြကြီးဘေးက မြေဝါကျုံးပေါ်မျိုးကြီးတမျိုးအဲ့ဒီမျိုးကကောလေးចောင်းပေါင်းစနာလေးတခုမှာចောင်းဆရာဖြစ်နေဖေဖေက ရောက်နေခဲ့တာပေါ့ဖေဖေအဲ့ဒီကောလေးចောင်းကလေးကိုရောက်သွားခဲ့တော့ကចောင်းထဲမှာ အခန်းလွတ်တွေမရှိခဲ့သေးတာတကြောင်ဖေဖေကလည်းရောက်သွားတာမကြသေးတာကတကြောင်ဒီចောင်းတွေចောင်းចောင်းထဲမလှမ်းကမ်းမှာနေရင်းက မနေ့တိုင်းမီဆိုတိုင်းဖေဖေကလမ်းထွဲ့ထွဲ့ရှောက်ဖြစ်ခဲ့တာပါတစ်ခါတစ်ခါမြစ်ဖက်က တာကြီးပေါ်ကိုရှောက်သွားလိုက် တစ်ခါတခါမျိုးတွေကလက်ဖက်ရည်ဆိုင်တွေစီကိုရှောက်သွားလိုက်တစ်ခါတခါတော့လဲလေကွင်းတစ်ဖက်ရက်ကွက်တစ်ဖက်နဲ့မျိုးပန်လန်းတိုင်းမျိုးပြင်ဘက်ကိုရှောက်သွားနိုင်နေပါသမီးရဲ့သမီးကိုပြောပြခြင်းစရာမြင်ကွင်းတစ်ခုကိုဖေဖေတွေ့ကြရတဲ့မနက်ခင်းတုန်းကတော့မြစ်ဖက်ကတာကြီးပေါ်ကိုတက်ပြီးဖေဖေလမ်းလျှောက်ဖြစ်ခဲ့တယ်ဒီတာကြီးဟာအေယော်ရီမြစ်ကြီးမျိုးတဲကိုမဝင်လာအောင်တားထားရတဲ့တာကြီးဆိုတော့မြင်းမြင့်ဆွေဆွေနဲ့တိတ်ပြီးတော့လမ်းလျှောက်လို့ကောင်းတဲ့တာကြီးပေါ့ မိုးကောင်းတဲ့ရက်တွေဆိုရင်အေယာဝရီမြေကြီးကတော့ဒီတာကြီးရဲ့နဖူးဆန်စားတွေကိုတောင်လာလာပြီးတော့တက်တင်ပေးတတ်တယ်။အဲ့ဒီနေ့ကလို့နွေမူးမူးရက်တွေမှာကြတော့ဟိုးနှစ်မိုင်သုံးမိုင်ထိအောင်နောက်ကိုဆုတ်သွားတတ်ပါရဲ့။ဒါကြောင့်လဲအေယာဝရီနဲ့တာကြီးဝင်းနေကြတော့ဒီအချိန်ကြားထဲမှာပေါ်လာတဲ့မြေနုလွေမြင်ကြကြီးတစ်လျှောက်စိုက်ထားလိုက်တဲ့စိုက်ခင်းတွေကဖြင့်ရှူမျောလို့မဆုံးနိုင်လောက်အောင်ပြောင်းဖူးခင်းတွေငရုတ်ခင်းတွေ ဆေးရွက်ကြီးခင်းတွေ၊ခရမ်းကျင်သီးခင်းတွေ၊မုံလာခင်းတွေနဲ့မယိုးနိုင်စရာသဘာဝရှုမျောခင်းတွေတွေ။ဒါကြောင့်လဲဖေဖေကဒီတာကြီးပေါ်မှာ မကြာခဏလမ်းလျှောက်ဖြစ်ခဲ့တာပေါ့သမီးရဲ့။အခန်းနှစ်သမီးရဲ့အဲ့ဒီမနေ့ခင်းတော့ကတာယိုးကြီးတစ်ယောက်မှာဖေဖေတယောက်တည်းကိုအတွင်းနှင်းကိုတရွေ့ရွေ့ရှောက်လာနေခဲ့တော့ဖေတကောင်နဲ့လူနှစ်ယောက်ကိုသွားတွေးလိုက်ရတာကတော့တေဦးစားတောက်ဆိုင်တွင်ရှိကတာယိုးပေါ်မှာပဲ။ ဟုတ်ပါတယ်ခွေးတကောင်နဲ့လူနှစ်ယောက်ပါပူပြီးတီတီကြကြပြောရမယ်ဆိုရင်တော့ခွေးတကောင်ကြောင့်ပြဿနာဖြစ်နေရတော့လူနှစ်ယောက်ပဲပေါ့သမီးရဲ့ခွေးကအသေးကြီးပါဒီယူတိုင်ဆွဲလာခဲ့ရလို့ထင်ပါရဲ့ခြေထောက်မှာကကျူတန်းလန်းနဲ့မပုံသေးမပွားသေးပုံကိုထောက်ရရင်တည်ပြီးသားတိတ်ကြသေးဟန်မတူဘူးအဲ့ဒီခွေးဒီကောင်ကြီးကိုအလဲမာထားလို့လူနှစ်ယောက်ကပြဿနာဖြစ်နေကြတဲ့မြင်ကွင်းမှာသမီးရဲ့ မနေ့ဖြင်းရဲ့အေးသန်းတဲ့လေကိုရှူရင်းနောက်ဆုံသွားတဲ့အေယာဝရီရဲ့စိုက်ခင်းစိမ့်စိမ့်တွေကိုကြည့်ရင်းဒါကြီးပေါ်မှာတွေ့ရွေ့နဲ့ရှောက်သွားနေရင်ကသူတို့ရှိရာကိုအသာယာနားဆွင့်ကြည့်လိုက်ပြီးတော့သူတို့နှစ်ယောက်နဲ့ခွေးဒီကောင်ရဲ့ပြဒနာကို အတော်အသင့်ကို ပုံဖော်ကြည့်လို့ရလာခဲ့ပါတယ်။တကယ်တမ်းကတော့ဒီခွေးဒီကောင်ဟာနှစ်ယောက်လုံးနဲ့တိုက်ရိုက်ပတ်သက်တာတော့မဟုတ်ဘူး။ပထမလူကခလန်းလန်းကတာကြီးကြီးကရက်ွက်ထဲကလူ။ သူကမနဲ့စောစောလမ်းထရှောင်ရင်းဒါကြီးပြီးမှခွေသေးကောင်ကိုတွေ့တော့သူရက်ကွက်နဲ့လွတ်ရာဒီဘက်ဒါပြီးသားမှလာချတယ်ဒါကိုဒီဒါနာကလူကတွေ့တော့သူတို့နာမှလာချရကောင်းလားဆိုပြီးမကြင်နဲ့ဘူးဒီခွေသေးကောင်ပုံလို့အနမ်းထွက်သက်လာရင်သူတို့အနာတော်ဝိုင်းကလူတွေနမ်းမှကိုစိုးတယ်ဒါကြောင့်တာယူတိုင်းရှေ့ကိုဆက်ဆွဲသွားပြီးတဏီယာယာမှပြစ်ထားခဲ့ပါလားလို့အကြံပေးတယ်ဩ အပြီးပိုင်းပြည်လည်းမတော်နိုင်တဲ့ပြဿနာ ဖြေရှင်းမှုကြီးပါလားလို့တွေးမိကဖေဖေစိတ်ထဲမှာလေးလံလို့တွားရပြန်တဲ့သမီးရဲ့အခန်းတော့တကယ်တမ်းကတော့သမီးရဲ့ဒီပြဿနာရဲ့မူလဘူဒတာဝန်ရှိသူကတော့ဖေဖေတို့တွေမမြင်လိုက်ကြရတဲ့ခွေးတီကောင်ကိုပထမဦးဆုံးဒီယုတ်တိုက်ဆွဲလာသူကာယကံရှင်ပါပဲသူအနေနဲ့လဲခွေးတီကောင်ကိုအပြီးတိုင်အောင်ဖုံးပြီးမြုံနှံပြစ်ခဲ့ဖို့ကောင်းပါလေ ဒီပြဿနာဟာကိစ္စပြက်ဖြေရှင်းပြစ်ခဲတဲ့ပြဿနာပဲတည်။ခုတော့သူကသူ့ပြဿနာကိုသူများရက်ွက်ထိတ်မှလာချထားပြစ်ခဲ့ပြီ။အေးဒါကိုတွေ့တဲ့သူကလည်းဒီပြဿနာကြီးကကိုယ်ပတ်ဝန်းကျင်ကိုဒုက္ခပေးမှဆိုတဲ့အတွက်ဒါယူတိုင်းဆွဲလာခဲ့ပြီးကိုနဲ့လူရလူကြောင်းဖြစ်တဲ့သူများရက်ွက်ထိတ်ကိုရောက်မှလှုတ်ချထားခဲ့ပြန်ပါရော့။တခါဒါကိုတယောက်ကတွေ့သွားပြန်ပါရဲ့။သူကလည်းသူတို့ရက်ွက်နဲ့လူရဟိုဘက်တော်တော်ဝေးဝေးကိုရောက်အောင် ဆက်ဆွဲသွားခဲ့ပြီးမှဒါပေးမှာထားပြခဲ့ဖို့စီမံခန့်ခွဲနေပြန်ပါရဲ့အေးပြဒနာဆိုတာဒီလိုရှင်းလို့နင်းသွားနိုင်ကြယူတယ်လားကိုနဲ့လူရောင်ကိုအတင်းတွန်းထုံနေကြုံနဲ့ဒီအပုံနဲ့တွေကဒါယူကြီးတခြားမှာလွင့်စင်ပျောက်ပြက်သွားမတယ်လားတဏီယာမှာနှကောင်းမပိတ်ရင်တဏီယာကနှကောင်းပိတ်ရမယ့်ကိစ္စမျိုးပါသမီးရဲ့ပြဒနာကိုနေရာပြောင်းပေးတဲ့လုံရံမျိုးပါဖေဖေရင်လေးမိရဲ့အခန်းလေး အမီးရင်ဖေဖေတို့သမီးတို့တွေလူအဖြစ်ကိုရရှိပြီးအသက်ရှင်ကျင်လည်ခဲ့ကြရာဘဝတာခီးတစ်လျှောက်မှာဖြစ်ယတနာတွေကို နေရလိမ့်စာ ပြောင်းနေနည်းနဲ့ဖြေရှင်းတတ်ကြသူတွေကို အချိန်ချင်းတစ်ခါခါတနေရာရာတတိတသမှာတယောက်မှုန်တယောက်တွေးသက်ကြရစမြဲပါပဲစာအုပ်စာတမ်းတွေကိုကင်လွန်းလို့အင်ဂျီဝိစားတွေကိုကင်လွန်းလို့အစားအသောက်တွေကိုကင်လွန်းလို့ဆိုပြီးကြွက်တွေကို ထောင်ချောက်စင် ဖမ်းယူမိခဲ့ရာကကိုအိမ်နဲ့ဝေးရာသူများအိမ်တွင်နားမှာတွားတွားလှုပ်လေရှိတဲ့မိန်းမကြီးတယောက်ကိုဖေဖေတွေ့ခဲ့ဘူးတယ်။ကိုအိမ်နောက်ဖေးဘက်ကိုလှမ်းပြေးလိုက်မယ်ဆိုရင်ရင်ကောင်းတွေ လာမှဆိုးလို့ဆိုပြီးတရေတိမဲ့ခွန်တွေ ပိန်နေသည့်ခွန်တွေကို သူများအိမ်နန်းကြပဲစီကိုလှမ်းလှမ်းပြတတ်တဲ့ဒေါ်ကြီးတယောက်ကိုဖေဖေမြင်ခဲ့ဘူးတယ်။ကိုလူနာရဲ့ပတ်ဝန်းကျင်မှာအမိုက်တို့အမိုက်စားတွေရှုံနေလို့ ဂရင်အောက်ကအမိုက်တွေရောဂရင်ကောင်းရင်စပွဲကုံပေါ်ကအတူစားတွေကိုရောဖြူဖြူဖြက်ဖြက်ပုံလိုက်ခါလိုက်လှဲလိုက်ကျင်းလိုက်နဲ့ဘေးကဂရင်လို့ရဲ့အောက်ကိုအမိုက်တွေလှဲလဲသွင်းထားတတ်တဲ့စီယုံပေါ်ကလူနာဆောင်တယောက်ကိုလည်းဖီဖီတွေးခဲ့ဘူးတယ်။သမီးရဲ့ပြောပြရရင်မဆုံးနိုင်တဲ့ဒီလိုမြင်ကွင်းတွေဒီလိုဖြစ်ရက်တွေဟာပြဿနာတွေကိုနေရက်လိမ့်စာပြောင်းပေးနေတာတွေလို့ပဲဖီဖီကတော့ယူဆမိတယ်။ လဲကျင်းထားတဲ့အမိုက်တွေကိုကိုးစင်ကြံတော့မှထောင်ထားတဲ့အမိုက်ပုံးတွေထိရောက်အောင်ပို့လိုက်ပါတော့လားတရက်ခွန်တွေပိန်းတဲ့ခွန်တွေကိုလည်းလမ်းထိပ်ကအမိုက်ပုံးတွေထိရောက်အောင်ပို့လိုက်ပါတော့လားထောင်ကြောင်ထဲမှာမိထားတဲ့ကြွက်တွေကိုလမ်းတဆုံရောက်သည့်ထိ ရှင်းလင်းပြစ်လိုက်ပါတော့လားအခုတော့သမီးရဲ့ပုံစော်နန်းလာမှာကြောင်လို့ဆိုတဲ့အတွင်းနဲ့ခွေတီကောင်ကြီးကိုတာယိုးပေါ်မှာကျိုးနဲ့တယိုးဆွဲရင်းတဏီယာကတဏီယာကိုတွန်းတွန်းပို့နေလိုက်ကြတာ လောကကြီးမှာလေတချို့ကပြဿနာတွေကို ကိုယ်စီမှာပဲလက်စတတ်သွားအောင် လက်စာသိမ်းဖြေရှင်းပေးတတ်ကြသလိုတချို့တွေကလည်းကိုယ်နဲ့လွတ်ရာနေရာမှာတွားချာထားတဲ့နည်းနဲ့ဖြေရှင်းနေတတ်ကြလေဖဖေကတော့လေအမိကိုတာယူပေါ်မှာခွေးသေးကောင်းကို ကျိုးနဲ့ဆွဲသွားပြီးသူများရက်ွက်ထိတ်မှာတွားချထားတဲ့သမီးတယောက်မဖြစ်စေခြင်းမိဘူးပြဒနာတွေကိုနေရလိမ့်စာမပြောင်းရွှေ့စေခြင်းမူ ကိုယ်လက်ထဲမှာနေအပြီးတိုင်းမြုံနှံရှင်းလင်းပြလိုက်တာဟာလောကအတွက်မင်္ဂလာမရှိပါလားတာဝန်တရားရောမရောက်ပါလားဖိဖိသမီးရေယနေ့တင်မဂဇင်းအောက်တိုဘာလ1998ဟုတ်ကဲ့ပါရှင်ဒုတိယတပုတ်အနေနဲ့အုံကုန်းမှာပွင့်သောပန်းများကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါလိမ့်ရှင်အုံကုန်းမှာပွင့်သောပန်းများအခန်းတိသမီးရေ အဲ့ဒီနေ့မနေ့တုန်းကဖေဖေ country wine တဲ့ကိုရောက်သွားတဲ့အခါဇာရေးဆရာမဂျူးကိုရော မကြခင်ရဲ့တွေတုန်းကမှ weekly လဲပင်ထဲမှာသူရေးသွားခဲ့တဲ့ဆောင်းပါးတပုတ်ကိုရောဖြတ်ခနဲဆိုသလိုသတိရမိသွားခဲ့တယ်လေအဲ့ဒီလိုသတိရမိသွားအောင်လုပ်လိုက်တာကဆရာဝန်ကလေးတယောက်ပဲပေါ့တကယ်တော့သူကမြို့နယ်အစုံယောဂါတိုက်ဖြည့်ရေးမှာအဓိကတာဝန်ယူထားရတဲ့ဆရာဝန်တယောက်ဒါပေမဲ့သူကတိတ်ပြီးအသက်မကြီးလာသေးဘူး ဒါကြောင့်မို့ပေပေကသူ့ကိုချစ်တော်စိမ့်နဲ့ဆရာဝန်ကလေးလိုပဲရည်ညွှန်းလိုက်တာပါဒီမျိုးကလေးရဲ့လက်ဖက်ရည်ဆိုင်တွေထဲမှာပေပေမကြာခဏသွားသွားထိုင်ပြတဲ့လက်ဖက်ရည်ဆိုင်ကလေးကတော့ country wine နဲ့အဲ့ဒီဆရာဝန်ကလေးတို့အဖွဲ့ကလည်း country wine ရဲ့စားသုံးသူအဖွဲ့ပါပဲဒါကြောင့်မို့တိုက်ဆိုင်တတ်တဲ့တရက်တလီနေမျိုးတွေမှာအမှတ်မထင်ဆိုသလိုဖေဖေနဲ့သူတို့တွေနဲ့စပွဲတဝိုင်းနဲ့တွားတွားစုံနေမိတတ်တာမျိုးတွေရှိတယ်ဆိုပါတော့သမီးရဲ့ အခန်းနှစ်အဲ့ဒီနေ့တုန်းကကန်ထွင်းပွိုင်းလေးကိုဖီဖီဝင်သွားပြီးတဲ့အခါလူနေတဲ့စပွဲမှာဖီဖီကတယောက်ထဲထိုင်မလို့သမီးရဲ့သူကရောင်းနေနေတဲ့တခြားစပွဲကနေဖီဖီကိုလှမ်းခေါ်ခဲ့တာပါဟုတ်တယ်အဲ့ဒီစပွဲမှာဆရာဝန်ကလေးတယောက်ထဲသူစပွဲပြီးမှာအသက်80လောက်ရှိပုံရတဲ့အဖွားတူကဖီဖီနဲ့မရှိမနှောင်းမှလည်းမတ်တက်လာရက်လို့လက်ထဲမှာစပယ်ပန်းတွေဖွေးဖွေးလှုံလှုံ အချီကျိုးနဲ့ဒီပြီးစုကင်ထားတာတညာလုံးနှင်းကြီးတောက်ထားရလို့ထင်ပါရဲ့ဝါဝါဆွင်ဆွင်စပွဲပတ်ဝန်းကျင်မှာမှုလို့ကြိုင်လို့တင်းလို့နေတာပါပဲသမီးရဲ့ဆီယံဝင်ကအဲ့ဒီစပွဲပန်းတွေကိုအဖွားစီကယူလိုက်ပြီးစပွဲဘီနာမှာရှိတဲ့တိုင်ကတင်းကုန်မှာထိုင်ရမထအနှမ်းချိတ်ထားလိုက်တာအဖွားအိုကိုငွေ900ရာကျပ်တန်တွေနဲ့နှမ်းပေးလိုက်တာ အားလုံးကိုဖေဖေငေးကြည့်နေခဲ့မိတယ်ဆိုပါတော့ ခွာအိုထွက်သွားပြီးတဲ့အခါပေပေကပန်းတွေကစေကန်းထဲမှာချိတ်ဖို့လားလို့မေးခဲ့မိပါရောဒီတော့မှအုံကုန်းကအဖွားနဲ့အုံကုန်းမှာပွင့်သောပန်းများကြောင်းအိမ်နေမနဲ့ country wine တွေကပေပေတို့ရဲ့လက်ဖက်ဝိုင်းကိုရောက်လာခဲတော့တာပေါ့သမီးရဲ့အခန်းသုံးအုံကုန်းဆိုတာဟင်းသရာမျိုးတွေကနေလမ်းလျှောက်သွားရင်တော်တော်ကိုလှမ်းနေရွာကလေးပေါ့ပသိမ်ဘက်ကိုထွက်သွားတဲ့လမ်းမပေါ်မှာ ကြည်ဒီစီတို့နတ်မောတို့မရောက်ခင်ရွာကလေးတွေရွာလို့ပြောတာပါပဲလမ်းလျှောက်သွားရင်တနာကြီးဒါမှမဟုတ်တနာကြီးစွန်းစွန်းရှောင်းမရောက်မဲ့ရွာကလေးလို့ဖီဖီတို့ခံမန်းမိတာပါပဲဩအဲ့ဒီဖွားကအုံကုန်းကလာရောက်တဲ့ပန်းတဲ့ဖွားတဲ့ဖီဖီမိတ်ဆွေဆရာဝန်ကဒီဖွားစီကပန်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ကိုဝယ်နေခဲ့တာကိုသမီးရဲ့အားပေးခြင်းတသက်တဲ့ ဒီဘွားသူ့အလုပ်သူ့ကိုင်းဥကုံဒိတ်ခါနဲ့ရက်ဒီအသက်ရှင်နေထိုင်ခွင့်ရအောင်တပ်စွမ်းသမားတတောင်းတနေရာကနေအထောက်ကူပေးခြင်းအုံကုံမှာပွင့်တဲ့ပန်းတွေကိုဒီဆရာဝန်ဝယ်နေတဲ့ချိန်ကာလက မနေတော့ဘူးဆိုတာကိုတော့သူနဲ့ဒီဘွားတို့ရဲ့ရင်ရင်နီနီဆက်ဆံနေပုံကိုကြည့်ယုံနဲ့သိနိုင်ပါတယ်လေနေတိုင်းလူလိုပဲဆိုပါတော့ဗျာတခါတလေပျောက်သွားရင်လည်းတရက်နှစ်ရက်ပေါ့စပယ်မရတဲ့အခါခရီး ခရီးမရတဲ့အခါငွေပန်းဘာညာပေါ့တနေ့900ဘူးပုံမှန်ပါပဲအစုပ်ကိုကူတဲ့ဆရာဝန်ကလေးရဲ့စကားနောက်မှာဖေဖေအတွေ့တွေကမိကိုမဆုံးမိုးမဆုံးပါပဲလေဒီဆရာဝန်လေးတွေတရက်ငွေ900ဆိုတာဘာမှမဖြစ်တော့တဲ့ပမာဏပန်တပွင့်တလီကိုမှမယူဘဲနဲ့ငွေ900ကိုဒီတိုင်းနေစဉ်ပေးနေခဲ့မယ်ဆိုရင်လည်းဘာမှအပန်းမကြီးတဲ့ကိစ္စပါဒါပေမဲ့သူ့ကိုယ်သူမညှိုးငယ်စေတဲ့စိတ်မှတစုံတရား အနာကျင်မရှိသေးပဲအဖွားဝတယောက်အသက်ရှူချောင်မှုအဆုံရောဂါကူဆရာဝန်တယောက်ကအုံကုန်းကားပန်းတွေကိုနေတိုင်းနေ့စဉ်ဝယ်ယူနေခဲ့ပုံတွေပေါ့လူကိုကူညီတဲ့အခါသူ့ရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေပဲကူညီတတ်ဖို့လိုတဲ့အကြောင်းကို weekly လဲပင်းမှာမကြူရေးထားခဲ့တာဟာလေဒီတိုင်းမှာပဲပန်းဝယ်တဲ့ဇက်ွက်ပဲတိုက်ဆိုင်လိုက်တာလို့တွေးမိပြီးခံမိသေးသလားလို့ဖေဖေကမေးတော့ သူကဂျာနယ်မဖတ်သောဆရာဝန်သူမသိဘူးဒါပေမဲ့အုံကုန်းမှာပွင့်သောပန်းများကိုဒီဖွားစီကသူစောင့်ဝင်နေခဲ့တာနှင်းနဲ့ချီလို့တောင်းကြာရှည်ခဲ့ပြီးခန်းလေဂျပန်ဆိုတာစမှုထွန်းကားတဲ့နိုင်ငံကြီးဖြစ်တယ်ဆိုတာသမီးသိပါတယ်ဒါကြောင့်မို့စပားဆိုင်ဆရာမလို့တဲ့နိုင်ငံပေါ့ဘယ်ချိန်ဝယ်စားစားဖြစ်တဲ့နိုင်ငံပေါ့ဒါပေမဲ့သူတို့လေသမားတွေသူတို့လေယာဉ်မြေတွေကိုညှိုးငယ်သွားမှာသူတို့တိတ်ကြောက်တာပဲ။ ဒါကြောင့်ပြည်ပကဝယ်စားရင်ကုန်ကြမဲ့ငွေထက်အစာများစွာတာလွန်တဲ့ငွေကိုပေးပြီးဂျပန်လေသမားများရဲ့ဆန်စပါးကိုဝယ်တယ်တဲ့သမီးရဲ့ဂျပန်မှာဂျပန်လေသမားတွေဆက်လက်ရည်တည်နိုင်ကြဖို့ရရင်လည်းမသွားဘူးသမီးရေတစ်ခါတစ်ခါမှာဖီဖီတို့တိတ်မလို့အပ်ပါပဲနဲ့အားပေးကူညီမှုအနေနဲ့ဆောင်ရွက်ရတာမျိုးကိုလူလောကမှာလိုအပ်တယ်လို့သမီးရောမထင်ဘူးလားဥပမာ ုံကုန်းကပန်းတွေကိုဆရာဝန်ကလေးကစောင့်ဝဲနေတယ်လို့မျိုးပေါ့လောကကြီးတစ်ခုလုံးပြောင်းလဲတာမပြောင်းလဲတာအတာထားခွာရွယ်လူသားတရားအုံကုန်းကပန်းတွေနဲ့အပြိုင်ပွင့်လန်းနေခွင့်ရတာဟာလေကောင်းတဲ့ကိစ္စပါပဲသမီးရဲ့2000ဩဂုတ်ဟာတရားဂျာနယ်ဟုတ်ကဲ့ပါရှင်တတိယတပုတ်အနေနဲ့ရင်းချောင်းစပယ်တွေအပွင့်တိုင်းဝေးကြပါစီ ဆိုတဲ့ပုတ်ကလေးကိုဖပြပေးမှာဖြစ်ပါတယ်ရှင်။ရင်းချောင်းစပယ်တွေအပွင့်တိုင်းမှုေးကြပါစေ။အခန်းတက်သမီးရေဒီနှစ်ထဲမှာဖေဖေတော်တော်ခီးထွက်ဖြစ်တဲ့သမီးရဲ့တော်ကြာနေချောင်းသာပင်လေကန်းဆက်ကိုရောက်သွားလိုက်။တော်ကြာနေကံမောစာတောင်နှန်းကြီးတွေပေါ်ရောက်သွားလိုက်။တော်ကြာနေပုတ်ပါပကံရင်ကျိမှုနယ်မြေကိုရောက်သွားလိုက်နဲ့နားရတယ်လို့ကိုမရှိအောင်ပါပဲသမီးရဲ့။ဇွန်လကုန် တရမှာတော့မြီကပကံကိုသွားတဲ့ကားတစ်စီးပေါ်မှာဖေဖေရှိနေခဲ့ပြန်လေပေါ့ဖေဖေမိတ်ဆွေစီစဉ်ထားတဲ့ကိုပိုင်းကားကလေးဖေဖေကရှိမှဒရိုင်ဘာဘေးကထိုင်လို့ဖေဖေမိတ်ဆွေနဲ့စာရေးဆရာတယောက်ကနောက်မှာထိုင်လို့ပေါ့မြီကနေမနေ့စောစောထားထွက်ခဲ့ကြတဲ့ခီးမှာအောင်နန်းကိုကြော်လာနဲ့မြင်ခွေးဟာပြောင်းစားပြူပြီးလမ်းမီဝဲရာကစိုက်ကင်းတွေဟာနေရနေတဲ့မြေသားတွေနဲ့အချို့မြေကကြီးနေအောင်တန်းလို့ ။တက်တစာနှမ်းငင်းတွေဟာအပွင့်ဖြူဖြူကလေးတွေနဲ့ထနောင်ရိတ်တွေကကြာလေးလေးစိတ်လာလေးလေးအညာဟာတိတ်ချစ်ဖို့ကောင်းတာပဲ။ထနောင်မင်းတွေမှာရွေးနှူးတွေဝေတဲ့ရာသီပေါ့။ဒါနဲ့မကွေးနေတဲ့ကိုဝင်လာတော့ရင်းချောင်းကိုဖြတ်ရပြန်အောင်တော့မှာပေါ့။ခန်းနှစ်ရင်းချောင်းတကားဒီပဲထိတ်မှာဖီဖီတို့ကခဏရက်ပေးရတော့ဒါဖြတ်တန်းကောက်တဲ့ဂိတ်သေးလေးပြီးနားမှာအညာသူကလေးနှစ်ယောက်သမီးရဲ့ လှတယ်ချောတယ်ဆိုတဲ့အထဲမှာ သူတို့မပါပါဘူး။ဒါပေမဲ့ကြည်လင်တဲ့မျက်နှာကလေးတွေနဲ့ကိုပဲလုံလောက်နေတဲ့မိန်းကလေးတွေပေါ့။တယောက်ကဖီဖီတို့ကားနာကိုရှောက်လာကပန်းယူပါအောင်နဲ့ကားထဲကိုဝင်လာတဲ့သူ့လက်မှာစပယ်ပန်းကုန်းတွေနဲ့မှုင်းနေတာပဲ။တကုံးကိုတရားတဲ့။အော်ပန်းတဲ့ကလေးကိုဖီဖီစပယ်တကုံးဝယ်ကားကားထဲမှာနောက်ကြည့်မှန်မှအသာချိန်နေရင်ကအိုမနမ်းမကန်ဂိတ်သေးဘေးကိုလှမ်းကြည့်လိုက်တော့ ခနာကကြံနေရေးခဲတဲ့မိန်းကလေးသူ့လက်ထဲမှာလဲစပယ်တွေနဲ့ဖီဖီအသာလှမ်းခေါ်ပြီးသူ့စီကတကုံးထက်ဝဲကကာမှန်မှာထက်ချိတ်ထားလိုက်တယ်။ရင်းချောင်းမီးကအညာသူလေးတွေနှစ်ယောက်စလုံးပျော်လို့စပယ်နှကုံးလုံးကိုဖီဖီကမွေးစေခြင်းမိတယ်။အင်းအဲ့ဒီနေ့ကရင်းချောင်းစပယ်တွေဟာရင်းနံချောင်းကိုရောက်တဲ့အထိကြောက်ပန်းကိုရောက်တဲ့အထိပကံညောင်းကိုရောက်တဲ့အထိမွေးနေတော့တာပါပဲသမီးရဲ့ ခန်းသုံးသမီးရေတချို့လူတွေဟာလေဈေးဝယ်တဲ့တာမန်ကိစ္စကလေးမှတောင်းအမှုပညာပါနေတဲ့အတွက်လောကဟာနေခြင်းစပွဲကောင်းသွားရတယ်လို့ဖြဖြတော့ယူဆနေမိတယ်။ကိုတခါချောင်းသာပဲကူသွားတဲ့ခီးစဉ်တစ်ခုမှပေါ့။ကာကောင်းစားကြီးတစ်စီးနဲ့ပေါ့သမီးရေတိမ်ပေါင်းများစွာတန်တဲ့ကားထဲမှာဖြဖြရဲ့စာရေးဆရာတယောက်ရဲ့ရှင်းအောင်နှန်းကြီးတွေပေါ်ကအမျိုးသမီးတယောက်ရဲ့ကကားနောက်ခံမှာ ။ကားရှိခန်းဒရိုင်ဘာနဲ့ရှင်ရဲမာကကားပိုင်ရှင်အမျိုးသမီး။ဖေဖေတို့တွေရန်ကုန်ကနေခက်စောစောထွက်လာလိုက်ကြတာ။ကံကြီးတောင်ကိုရောက်တော့ရှင်နိုင်ဝင်းကျင်လောက်ရှိပြီ။ကံကြီးတောင်မှာကားခနာရက်တော့ဝက်ဦးချောင်းရောင်းတဲ့ငွေလေးတယောက်ကားပြီးကိုလာရက်တယ်။ကံကြီးတောင်ဝက်ဦးချောင်းတွေကအမျိုးသမီးရဲ့ဖေဖေတို့တွေ့နေကြဝက်ဦးချောင်းတွေလိုရှည်ရှည်သေးသေးမဟုတ်ဘူး။တလုံးစီတလုံးစီရဲလို့အတီးကလေးတွေနဲ့တောင်းတူနေသေးတယ်။ ကားရှိကန်းကအမျိုးသမီးကဈေးပါညာမေးပြီးတဲ့အခါဝက်ဦးချောင်းတဲ့ဘနဲ့တဲ့ရှိတယ်လေတဲ့သုံးတယ်လို့ဖြေရတဲ့အခါခေါ်လိုက်ပါအောင်လို့ဆိုပြီးတော့နောက်တထောင်မိုးစီပေးပါတယ်ဈေးတဲ့၃ရောက်တယောက်တထောင်မိုးစီဖေဖေသူဈေးဝယ်ပုံကိုအရင်သဘောကျသွားမိတယ်အားလုံးကိုမျှဝေပြီးအားပေးတဲ့သဘောဒီနေရာမှာတော့သမီးကဖေဖေကိုတခုမေးနိုင်တာပေါ့ဘယ်နေရာမှာဈေးဝယ်ဝယ် ဲ့လိုပဲဈေးတယ်ရှိသမျှဆိုင်ရှိသမျှလိုက်ဝယ်ရမလားပေါ့ဖီဖီကအဲ့လိုဆိုလိုတာမဟုတ်ပါဘူးအချို့သောဘတ်စကားရန်နာစခန်းလေးတွေတင်မောစိတ်ကလေးတွေဝေးပြေးလမ်းမကြီးတွေတနေရာရာမှာတွေ့ရတတ်တဲ့၂ယောက်တစု၃ယောက်တစုမျိုးစားတူတဲ့ဈေးတယ်ကလေးတွေနဲ့ဆုံတဲ့အခါ၂ယောက်စလုံးဒါမှမဟုတ်၃ယောက်စလုံးပြောရွှင်အောင် ဖန်တီးတတ်ဖို့ကိုပြောပြတာပါသမီးရဲ့။ကံကြီးတော်ကဝက်ဦးចောင်းတယ်လေး၃ယောက်တစ်ထောင်နဲ့တရွက်စီကင်ပြီး ျော်သွားတဲ့မြင်ကွင်းကိုဖိဖိဆွဲနေမိတယ်။အခန်းလေးဩစပယ်တွေစပယ်တွေရင်းချောင်းစပယ်တွေညောင်ဦးတန်တဲ့ဟိုတယ်တွေကိုရောက်တဲ့အထိမွေးနေသေးပဲ။ရင်းချောင်းသူကလေးနှစ်ယောက်နှစ်ယောက်စလုံးရှင်လန်းကြပါစေတော့လားသမီးရဲ့။2009စက်တင်ဘာဟာတရကြာနေနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။